ပြူတွေအတွက်ဂူတွေသာလုတ်ပေးလိုက်တော့လို့ပြောတယ်။ပြူတွေအတွက်ဂူလုတ်ပေး။အင်းပြူတွေအတွက်ဂူတွေပါလုတ်ပေးလိုက်တော့။ဒါဆိုရင်စစ်သားကြတော့ပစ်ထားလိုက်ပေါ့။စစ်သားတွေကိုပစ်ထားလိုက်တော့ခွေးစားစားလကားစားစား။အော်ပစ်မထားနဲ့ဆွဲလာခဲ့ဆွဲလာ။မင်းကလေကွာ။အဘားတို့အဘားတို့ဒီပောက်ဖုံနဲ့ပြဿနာတက်တော့မှာ ဘာဟေး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 ဘာဖြစ်တာတော့ဘာလဲလမ်းမှာလမ်းနေဩမြင်လဲကွာအေးပြက်လိုက်တော့ကွာဘာဖြစ်လို့ဒီနားမှာလာအိတ်ငိုက်လာလဲဗျအေးငါမှမနေ့ကလည်းငါနောက်ကျမှငါထတယ်ညမိုးလင်းငါနေ့ကျမှအိတ်ဖြစ်သွားတယ်ကွာကူလေကမင်းကိုစောင့်ရင်းစောင့်ရင်းရနေပြီးတော့အဲ့ဒါထမင်းလည်းမစားနိုင်သေးဘူးဒါအိတ်ပြော်သွားတယ်ဆိုကြိုးပြီးတော့ အဖကျွန်တော်အိတ်ငိုက်ရမှာကျွန်တော်အိတ်ငိုက်ရမှာလေ။အိုးငါလည်းအိတ်ငိုက်တယ်လေ။ကျွန်တော်လည်းညမအိတ်ရဘူးပါ။အာမေလိုင်းပေါ်မှာငါကြည့်လိုက်တာဗာလဲအိုးသတင်းကောင်းကြရတော့မယ်သတင်းထူးနေပြီဗာပြည့်ညပြောမှာလိုင်းပေါ်မှာဟိုဘက်ကလူတွေတင်ထားတာကွာ။အဲ့ဒါကြောင့်မလို့ဗောကျွန်တော်လည်းအိတ်ရပြတာအဲ့ဒါကြောင့်မလို့သတင်းထူးဆိုကျွန်တော်သတင်းနဲ့ပတ်သက်တာကျွန်တော်စိုက်နေလေ။ဒါကြောင့်တော့ကျွန်တော်တညလုံးမအိတ်ပဲစောင့်နေတာ။အေးငါတို့ကလည်းကွာ ဒီဘက်မှာဟိုဘက်ကသတင်းထူးသတင်းထူးဘာများသတင်းထူးလဲနေပြည်တော်ကြီးများပါသွားပြီလားရန်ကုန်မြို့ကြီးများပါသွားပြီလားတချို့ကြီးများဘာဖြစ်သွားပြီလဲဒူးချုပ်များလင်းနေတွက်သွားလို့အောက်ကနေပြီးတော့ထုလိုက်လို့ဒူးချုပ်ဘာဖြစ်သွားပြီအဲ့လိုမျိုးကွာငါလဲကွာဟုတ်ကဲ့ကျွန်တော်လည်းအဲ့လိုမျိုးဖြစ်မလားဆိုပြီးတော့ထိုင်ဆောင်တာတညလုံးအော်အဲ့လိုမျိုးဖြစ်မလားဆိုအဲ့လိုမျိုးဖြစ်မှာဆိုလို့အဲ့လိုပြောဟုတ်ဒါနဲ့ဗာဟိုဘက်ကပြောရင်ပြောတဲ့တိုင်းလောက်တာနော်အေးသူတို့သတင်းကြားရမယ်ဆိုတာမကြခင်သတင်းထူးကြားအောင်ကြားအေးသူတို့ဘက်ကလေအဲ့သတင်းထူးကြားတော့မယ်ဟာ ပျော်ရွှင်တဲ့အနေသည့်တွေရောက်တော့မယ်။အာမိဘပြည်သူတွေအကုန်လုံးအာပျော်ရွှင်တော့မယ်ဘာညာဆိုရင်တကယ်ပျော်ရွှင်ရတာနော်။ဟုတ်တယ်ဟုတ်တယ်။တကယ်သတင်းထူးကြရတာနော်။အဲ့ဒါကြောင့်ကျွန်တော်လည်းအေးပြတ်ဆိုင်ဆောက်။မသိဘူးလေ။သူတို့အဲ့သတင်းထူးသတင်းထူးဆိုတာဘာလဲ။မသိဘူးလေပါ။အော်ငါလည်းမသိသေးဘူးလေ။အဲ့တော့ငါထိုင်ဆောက်နေ။ထိုင်ဆောက်တာအဲ့ဒါပြောတာပါ။ဒါပေမဲ့ဟိုကဟိုကလူတွေရောအဲ့ဒီမှာဝင်ရေးရတယ်။ဟာအဲ့ဒါဆိုကျိန်းတွေဝါယူပေါ့။ဟုတ်တယ်။ဟာကျွန်တော်တို့မဝေးတော့ဘူး။ကျွန်တော်တို့နိုင်ရပြီ။အခုလည်းနိုင်နေတယ်။ ဒီကတိနိုင်သွားတော့မယ်ဟာအဲ့လိုမျိုးတွေရေးလာကွာဘာတွေမှမတည်သေးဘူးကွာဟုတ်ကဲ့ဗျာအမသတင်းကတော့ထူးမှသေးကြရင်နော်အေးထူးမှသေးကြတယ်ဟိုငါတို့ငါတို့ဘက်ကဟို၃ယောက်ရှိတယ်ကွာဟိုဗာလေပြည်သူတွေကိုသတင်းဖုံးစင်စော်ဖုံးနော်အဲ့အဲ့အဲ့၃ယောက်အဲ့၃ယောက်ပြောလိုက်ရင်လေစကားတွေရလေတောင်စင်ရေမရပြောတဲ့ပြင်ကိုလေပောက်ကရ40ပောက်ပန်း40စကားတွေကိုပြောနေတာကွာအဲဟိုဘက်ကပြောပြီးဆိုရင်ထိရောက်တယ်နော် ဒီဘက်ကဗယံမတာစကားတွေအဲ့ဇင်စောဖုံးဆိုတဲ့တုံးရောက်စလုံးကပြောတာဇင်211 211ဝင်းဝင်းအဲ3ဆန်းအဲအမဟုတ်လားဇင်စောဖုံးမလုံနဲ့တော်လိုင်းရင်တက်တယ်အမြင်မတော်ဝင်ကြုံသွားလိုက်မယ်အေးအဲ့ဒါပဲအဲ့ဒါပဲအဲ့ဒါပဲအဲ့ဒါထက်ကိုထားအဘအဲ့သတင်းထူးတဲ့သတင်းကိုထားကျွန်တော်သတင်းဦးလေးရင်ပြောလိုက်မယ်သတင်းဦးလေးပြောပြောပြောငါငါအဲ့ချိန်နေငါသတင်းပြင်းပြင်းပြောပြီးတော့အဲ့ဒီကအဲ့တော့ဟုတ်ကဲ့ကျွန်တော်သတင်းဦးပြောပြီးမှအဲ့ဒါအဘအဲ့သူစကားကတော့ကျွန်တော်တို့ အပီချမ်းပေးလိုက်ပြီပါပြူတော့အသေးပြောက်များတယ်ပါပြူတယ်ပြူနေပြူနေပါအသေးပြောက်များတယ်အသေးပြောက်များတယ်ဟာလုံးပြန်ပြီကွာအဲ့ဒီသေစည်ရင်းနေကြီးပဲတက်တက်လာတယ်ကွာဟုတ်တယ်လေပါအဲ့မှာပြူနဲ့ကျွန်တော်စစ်သားနဲ့ပြူစော်ဒီအင်အား100ကျော်ပေါ့နော်100ကျော်ပါတယ်အဲ့မှာတက်ဆွဲထားတယ်ပခုတ်ကူမျိုးနဲ့ဒီအောင်သာပဲကျွာတက်ပေါ့နော်အဲ့မှာပြူစော်ဒီစကန်တော်လိုင်းတက်ဖွဲ့တွေကတွားရောက်ပြီးတော့ တိုက်ခိုက်လိုက်တာတော်တော်ကြီးပူပေါင်းတက်တရားဝင်တိုက်တာပါအဖို့ပါအမအပြန်အလှန်တိုက်ပွဲတွေဖြစ်တာနေလားငါလားဘာလို့လဲအဲ့လိုတိုက်ပွဲတွေဖြစ်တာကျွန်တော်တို့15မိနစ်ခန့်ကြာတယ်ပါအဲ15မိနစ်ခန့်ကြာတယ်15မိနစ်ခန့်ကြာပြီးတော့မှကျွန်တော်တို့ဘက်ကနေပြန်ပြီးတော့ချတာလားတေကုန်တာပါတေကုန်တာပြူတွေအမှုတ်ဘူးတွေကွာဘုဘကတေတာမရှိဘူးမရှိဘူးရှိ ကျွန်တော်ဘက်သေးတာငါတို့ဘက်ကပဲသေးတာအတိအကျတော့မသိရသေးဘူးကျွန်တော်စုံစမ်းနေတယ်အဲ့ဒါဆိုလဲရှင်းသွားပြီသေးတာပြီးတော့ပြူတွေသေးတာဟာပြူတွေသေးစစ်သားလည်းပါတယ်အင်းပြူတွေအတွက်ဂူတွေသာလုတ်ပေးလိုက်တော့လို့ပြောပြူတွေအတွက်ဂူလုတ်ပေးအင်းပြူတွေအတွက်ဂူတွေပါလုတ်ပေးလိုက်တော့ဒါဆိုစစ်သားကြတော့ပြစ်ထားလိုက်ပေါ့စစ်သားတွေကိုပြစ်ထားလိုက်တော့ခွေးစားစားလကားစားစားအိုးပြစ်မထားနဲ့ဆွဲလာခဲ့ဆွဲလာခဲ့ဘင်းကလည်းကွာအဘားတို့အဘားတို့ဒီပောက်ဖော်ရင်လည်းပြဿနာတက်တော့မယ်နော်ဗျတုံကြီးတွေနဲ့ပြဿနာတက်တော့မယ်နော်အော်မင်းသူ့မှန်တက်တယ်မတက်နေလေကွာမင်းပောက်ဖော်လို့လေမင်းဘက်က တော်လိုင်းတက်ဖို့ဝင်နေပါရီရမင်းအရောက်စော်ပြစ်တာနော်မင်းဟုတ်တယ်အခုလဲစော်တော့စော်နေတာလေဗျငါတို့ဘက်ကနောက်မခေါ်နိုင်အောင်ပေါက်ဖို့တွေဟုတ်တယ်နော်ဒီဘက်ကအရောက်စော်တာဟွန်းအဲ့ဒီမှာမန္တလေးတိုင်းနထိုးကြီးမြို့နယ်ဒီထန်းစင်ကြီးရွာပေါ့နော်ထန်းစင်ကြီးရွာမှာရှိတဲ့အဘတို့ကတ်လိုက်ငါပြောပြမယ်ကွာ နာမည်ဝတ်ထန်းစဉ်ကြီးရွာဆိုတော့ပြီးရောပေါ်ငါတို့ဘက်ကသွားမတိုက်နဲ့သွားတိုက်လိုက်တာနဲ့ထန်းစဉ်နဲ့ငါတို့ကထမ်းပြီးပြေးရမယ့်ပုံစံဖြစ်နေတယ်ဟုတ်တယ်ဟုတ်တယ်အခုလည်းထန်းစဉ်နဲ့ထောက်သွားရမှာအဲ့တရုတ် gas pipe line မှာအဲ့မှာ line ဆောက်နေတဲ့တက်စခန်းနဲ့နောက်ပြီးတော့ gas pipe တွန်းဆက်စခန်းအင်းအဲ့စခန်းကိုတော်လိုင်းတက်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တာအဲ့မှာကျွန်တော်တို့ဘက်က၄ရောက်တည်သွားတယ်ဗျ လက်နဲ့နဲ့လက်ပါတိတ်စည်းခံလိုက်ရတယ်အဲ့မှာဂျာမာဆက်တလုံးမှအသိမ်းခံလိုက်ရတယ်ဟုတ်တယ်အဲ့အဲ့လေးရောက်မှတော့ပြေးမကောက်ဘူးလားပြေးမကောက်ဘူးလေပါဟာမင်းအဲ့ဒါဆိုကွာမင်းငါတို့ဘက်ကလူတွေရမယ်တရုတ်ကြီးကဥပက္ခပြူတော့တယ်ခွေးလောက်တောင်တတ်မှုမရှိဘူးဖြစ်နေတယ်ဟုတ်တယ်ဟုတ်တယ်တကယ်လည်းအဲ့လိုမျိုးပဲလို့လား အာကွာအိတ်ထတာတာတာဒီမျိုးစံငါ့ကိုပြောအဲ့ဒီမန္တလေးတိုင်းနဲ့ပတ်သက်ပြီးတော့ငါဘာလေးသိရမလဲအမန္တလေးတိုင်းနဲ့ပတ်သက်ပြီးတော့ငါသိချင်တယ်မန္တလေးတိုင်းပတ်ပတ်လည်မှာပေါ့နော်အဲနီးနားမှာငါတို့ပြောကငါတို့ဒီတက်စကန်နေချတာတာဘလို့ပုံစံနေရှိလဲငါတို့ဘလို့နေငါတို့ခြေကုပ်ယူပြီးတော့ငါတို့တော်လိုက်တက်ဖို့ဝင်တယ်ငါတို့ဘလို့ပြန်တိုက်ရမလဲအဲ့ဒါလေးငါ့ကိုပြောတာပြောမယ်ပါအဲ့တောင်သားမှာတော့မန္တလေးတိုင်းပေါ့နော်တောင်သားမှာတော့ကျွန်တော်တို့ဝင်စည်းခံနေရပြီးတော့ကျွန်တော်တို့ဘက်ကအဖမ်းခံရတာတွေသေတာတွေရောတိမ်းစည်းခံရတာတွေရောမနေမနောပဲပါဟာတော်ပြီတော်ပြီတော်ပြီအဲ့မန္တလေးတိုင်းတောင်သားမျိုး ုဘောင်မှာရှိတယ်ကျွန်တော်တို့အကြံဘတ်စစ်တပ်အထိုင်ချစခန်းအဲအဲ့စခန်းနဲ့ဝန်ထမ်းအိမ်ညာကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တာအဲ့မှာကျွန်တော်တို့စစ်ကောင်စီတပ်သား၄ဦးတေဆုံးပြီးတော့နန်းစီရီယာ၁၁ရောက်ဖမ်းခံလိုက်ရတယ်ဗျတော်ပြီ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 အဲ့ဒါသွားတာရှိသေးတယ်အဲ့တော်လိုင်းရဲဘော်တွေကဒီဂိတ်တဲနဲ့ဒီကွန်ကရစ်ဘန်ကအတွင်းမှာရှိတယ်အဲ့နေရာတွေသူတို့ရှာဖွေလိုက်တာရှာဖွေတာငွေကျပ်66သိန်းနဲ့တနက်အတူတလက်ပြီးတော့ကြီရ1500နဲ့8တောက်ပြီးတော့ MA1 တနက်ကြီပေါက်၄ခု နောက်ပြီးတော့ G3 G ပေါင်းနှစ်ခု တိတ်စီးွားတယ်ဗျဟမနော်နော်နော်ဟိုဟိုဘက်ကတိတ်စီးွားတာတော်လိုက်တော့ခွဲကြတိတ်အဲ့ဒီအဲ့ဒီပတ်စံကြီးကဘယ်ရရတာလဲအဲ့အဲ့အဲ့ဒီမှာပဲလေအေးအဲ့အဲ့ပတ်စံကြီးကဘယ်ရရတာလဲဟိုရတာဟိုရအေးဓပြတိုက်ထားလဲပါလိမ့်မယ်ကွာဒီကောင်တွေကအထိပ်မပြောပါဝါတော့နဲတောင်နဲသေးတယ်မင်းအဲ့ငါ့ကိုဆိုးကြီးကပြောငါဖန်တယ်ငါဘတ်ဆိုကောက်ထိုက်တာမှာပေါ့အဲ့လိုဒီမဆုံးရှုံးဘူးလေကွာအခုအခုပါဝါပြီအခုပါဝါပြီသွားပြီပေါ့ရေဆုံးကုန်းတော့မဟုတ်တော့ဘူးဆုံးဆုံးကိုမြုပ်သွားပြီဒါပေမဲ့အဘအဲ့နောက်ဆုံးအဘဘန်နဲ့ထည့်ခြင်းနဲ့အဘတော့သိမ့်ခြင်းနဲ့ဆိုတော့စကန်လေးတစ်ခုတော့ကြံသေးတယ်ဘယ်စကန်လဲအဲ့ဒီစကန်လေးကိုတော်လိုက်တော့ခွဲကြမီးရှို့သွားတယ်မီးရှို့သွားတယ် အိမ်မှာသွားပြီးမင်းငါတို့ခိုးသားသမားဥစ္စာတွေလက်ကလုံးပြပြလို့တကြုံလို့ရတယ်လေအပြပါလို့မို့လေမင်းအိုးတိုက်ဖို့လား ဖွဲ့ရတယ်။အိုးတိုက်ဖို့လား။ဒီအိုမင်းအိမ်အိမ်ပဲယူသွားတော့မင်းအိမ်ပဲယူသွားတော့ဘာလဲကွာ။ခိုးစကပုံလို့ဖြစ်နေပြီဗျ။ဘယ်စကပုံလဲ။ပြူစောတီးလို့တွားရကြည်လိုက်လို့ရွာဆိုတာဖြစ်နေ။မိုးလိုက်လို့ရွာကန်စိုးမှတွားရမိုးလိုက်လို့ရွာဘေးကပြူစောတီးလို့တွားရမိုးလိုက်လို့ရွာ။အဲ့လိုမဟုတ်တော့ပြောင်းပြန်ဖြစ်သွား။ပြူစောတီးလို့တွားရကြည်လိုက်လို့ရွာ။အော်အေးဟုတ်ပြီ။ဟုတ်ပြီအဲ့ဒါအဲ့ဒါဆိုဘာတွေဖြစ်ကုန်ပြီလဲ။ဘာဖြစ်ကုန်မလဲဆိုတော့ကျွန်တော်စကိုင်းတိုင်းရွှေဘူမြို့နယ်ရွှေပလောင်စေးရုံမှာအဲပြူစောတီးခေါင်းကစိတ်ပလောင်တော့စားလို့ခေါင်းတော့လက်ဖက်ညွန့်လေးတွေကြီးပဲတော့တော်တော်ခေါင်းတော့တော့ရောက် ဝင်ကောင်းတော့ကြငေါ့လုံးလာအဲ့စိတ်ပလောင်လို့ဒီပြူစော်လေးတွေပါလို့တာလေမဟုတ်ပါရွှေပလောင်ရွှေပလောင်အော်ရွှေပလောင်ရွှေပလောင်အော်အော်ရွှေပလောင်ရွှေပလောင်စေးရုံစေးရုံနာမည်ပါအော်စေးရုံနာမည်လားဟုတ်တယ်အဲ့စေးရုံနာမည်မှာပြူစော်လေးကောင်းကောင်းပေါ်သိမ့်ရနေပြီးစေးရုံတက်နေတာပါအဲ့စေးရုံတက်နေပေါ်သိမ့်နာမည်ကပေါ်သိမ့်ပေါ်သိမ့်ပေါ်သိမ့်ခပ်ပေါ်ပေါ်ပဲနေမှာပေါ့ကွာ YouTube ပေါ်တော်တော်ပဲနေမှာပေါ့အဲ့မှာတော်လိုင်းတက်ဖွဲ့တွေကဝင်ရောက်ပြီးတိုက်ခိုက်တာအဲ့မှာပြူစော်လေးတယောက်တည်သွားတယ်ပါအော်နာမည်ကအကျက်မပြည့်ဘူးပြပါအေးပေါ်သိမ့်နဲ့ပေါ်သိမ့်ဟုတ် ပေါ်တဲ့ဟိုကောင်တွေကနေပြီးတော့ပြောပြီးသိမ့်မလိုက်ဘူး။ပြောပြီးတော့အဲပြီးတော့ပြီးတော့သူဘောကဆုံးဆုံးမြို့ပေါ့။ပြီးတော့သူ့ကိုလည်းဂူလေးပဲပေးလိုက်နော်။လက်ဆောင်ငါတို့ဒစိမ့်တွေပါတယ်မပေးဘူး။အာစစ်တပ်ရဲ့ဒါဝန်ထမ်းကောင်ဒစိမ့်တို့အဲဘာတိုက်ခိုက်ရေးကောင်းတာတို့ပါမပေးဘူးနော်။သူ့တဲ့နောက်ဆုံးရဲ့ဥစ္စာတော့ဂူပဲပေးလိုက်။ဂူကိုဂူပဲပေးလိုက်။ဂူကိုဂူပဲပေးလိုက်။ဟုတ်ဟုတ်ကဲ့။နောက်တစ်ခုဆက်ပြောမယ်ပါ။ဇောင်းကြွနေတဲ့နာမခေါက် PDF တွေကအဖျားမခတ်ပဲတော့ အနာတက်ပေးလိုက်တာတော့မမနဲ့ပါအဲ့ဗမမမဘာသာလုပ်တာလဲမမနဲ့ဆိုတော့ရှော့တိုက်တုံးရှော့တိုက်တုံးအော်အစိုးကြီးညပြောလေကွာမရှော့တိုက်တုံးဆိုရင်ရှော့တိုက်တုံးမင်းကောင်ကိုပြောလေမမမမမမနဲ့ဆိုတော့ဒီပူဇော်ကြီးတွေရပဲဖြစ်ဖြစ်ရဲဘော်တွေတွေရပြီသူတို့အမားတွေကလိုက်လာတယ်ပဲထင်တာ ਉਹ အနာမကတ်ဘူးအဖျားခတ်ပြီးတော့အနာတက်ပေးလိုက်အနာတပ်ပြီးလေအနာတပ်ပြီးလေအတရားခေါ်မမနဲ့ပါအော်အော်အဲ့ဒီတိုင်းမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်တာနာကျုပ်အဲ့နာမခအတွင်းုံမနော်တော်လိုက်တက်ဖွဲ့တွေကတရားခေါ်မမရှော့တိုက်ဒရုန်းနဲ့ပြစ်ခတ်တာအမှ ကျွန်တော်တို့ဘက်ကအဲ့ဒီဘက်၆လုံးပြုတ်ကြပြီးတော့ပေါက်ွယ်သွားတယ်ဗျ။ကျွန်တော်တို့ဘက်ကအများအပြားထိခိုက်သေဆုံးမှုရှိတယ်ဗျ။ဟိုးဒါနဲ့မပြီးသေးဘူးပါရှိသေးတယ်။အဲ့မန္တလေးတိုင်းမြင်းကြံမြို့နယ်ဒီစိတ်ညံရေတင်ရုံပေါ့နော်။အဲ့ဒီရုံမှာတက်ဆွဲထားတဲ့ကျွန်တော်ဂျမ်းမစစ်ကောင်စီတက်သားများကိုတော်လိုင်းတက်ဖွဲ့တွေကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာကျွန်တော်တို့ကတကောင်တေဆုံးသွားတယ်ဗျ။ဟိုးဂျမ်းမစစ်သားပဲ။တကောင်တကောင်ကြိုကြမှတေဆုံးတော့ဗောဒီမနေ့ပိုင်းတို့ဒီညနေပိုင်းတို့မှတေဆုံးတာမဟုတ်ဘူး။ဟုတ်ချင်းကြတကောင်ချင်းကြတကောင်တေ စတာစတာတယောက်တည်တယောက်တည်သွားတယ်ပြောတယ်တကောင်တည်သွားတယ်ဆိုတော့ငါညာဘက်ကိုလာတိုက်လို့ညာဘက်ညာတကောင်ညိုကြီးမှငါသေးတယ်ထင်တာပေါ့ကွာမင်းရလေတကောင်တကောင်ဆိုတော့ညင်းတဲ့တကောင်လားမဟုတ်လူတော်လူတော်ချင်းကြတော့အေးတယောက်တယောက်လို့ဆိုရပြီလေကွာချင်းကြတယောက်တည်ရွာလေအဲ့ဒါဘုံရှောင်းလို့ပါချောင်းမရှောင်းတော့တည်ရောပေါ့တည်လိုက်မယ်တည်လိုက်မယ်အေးအေးအေးထားတော့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 အေး အခုဘကိုးစားလုံနေတဲ့ချင်းကြားဟာရဘကိုးစားအရန်ငယ်လာလို့ကောင်းလဲကောင်းတယ်တော့ရဒီကတော့ကျမ်းမာရေးအတွက်ဆိုညာအိတ်ရောင်ငယ်ဒီကန်ဒီခြိပွားလေးကိုစားလေးနဲ့ပုတ်ပြီးအဟာတကယ်ကောင်းတာလို့ဆိုအညောင်းညာတို့ပြေသွားတာပဲအဲ့လိုမျိုးပြောတာအပူတွေငုံနေရင်လေဒီโอเคတယ်ရောက်မဟုတ်ပါကျွန်တော်တို့အရက်ထဲရာထဲမှာပြောတာဘကိုးစားဘကိုးစားဆိုနေရာတကာပါတာကိုခေါ်တာဩနေရာတကာနေရာတကာပါတဲ့ဘကိုးစားပါလင်ပါပါလင်စားပါလင်စားချင်းအဲ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 ့ဒီဘကိုးစားလုံနေတဲ့ချင်းကြားတွေအခုတော့ဘကိုးမစားနိုင်မဲမိုင်းစားသွားတယ်ပါ မိုင်းစာမိုက်တူဒီစားနဲ့မိုင်းနဲ့ဘရားပုံငန်လို့လေမိုင်းရပုံငန်နဲ့လေမိုင်းရပုံငန်ဩအဲ့ဒါအဲ့ဒါငါတို့ရမ်းမုံတွေဘောစားစားငါတို့ရမ်းမုံတွေငါတို့ရောင်းရတော့မှာပေါ့နော်ဘယ်လောက်ထိငန်လဲမငန်လဲအဝေးစီးကြီးစင်းသွားတဲ့အထိအောင်ငန်မလိုက်ဩအဲ့တော့နည်းနည်းလေးထည့်အောင်လေးငန်နေတော့ဘွင်းလောက်ဆိုရင်ငန်ပြီနော်ငန်နေငန်နေပါအဲ့တနင်းသားကြီးတိုင်းတော်လေးကိုမင်းပြောနေတာဘာကိုပြောနေတာလဲမိုင်းဆိုတာအဘတော်မြုံမိုင်းဩမိုင်းနဲ့ထူးလေးလို့သေသွားတယ်အဲ့လိုပြောနေကွာဟာမိုင်းသားမိသွားတယ်ပါဟာဟုတ်လေအဆုံးမသက်ဘူးဟာဒီဘာကောင်လဲကွာဟုတ်ဟုတ်ကဲ့ပါ ကျွန်တော်ဆက်ပြောမှာပါအေးတနင်္လာရီတိုင်းဒဝဲမြို့အိရှိပြီးရက်ကွက်လမ်းဆောင်မှာပေါ့နော်အဲ့ချင်း license နေတယ်အဘတို့ကြမ်းဖက်စစ်ကောင်စီပေါ့နော်ဘာဖြစ်လဲစစ်ကောင်စီတက်သားများတော်လိုင်းတက်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်တာပါ အဲ့ဒီမှာအသေးပြောက်များတယ်လို့သိရတယ်ဗျ။ဟာအသေးပြောက်နဲ့ဒီကောင်ကြီးကရွှေဘလောက်ဖြစ်သွားတယ်ပေါ့နော်။အေးအေးဟုတ်ပြီဟုတ်ပြီဟုတ်ပြီလို့တော့ကျွန်တော်သတင်းအတိကျတော့မသိရသေးဘူး။အဖက်မှာဘာဘာလို့ကနေပြီးအင်တာနက်တွေဖြတ်ထားတယ်ဒီက။အော်အင်တာနက်ဖြတ်တာဖြတ်ချင်လို့ဖြတ်တာမဟုတ်ဘူးကွာ။တက်ချုပ်ကြီးကအခုပြောတာတွေကွာ။ Facebook တို့ဘာတို့ online ဥစ္စာတွေဘာတွေအကုန်လုံးဖြတ်တော့ထားရမယ်။ဒီဖုန်းထဲမှာပါတဲ့ဒီဥစ္စာတွေဘာတွေကွာ။ကောင်းလုံးဆော့ဝဲတွေပါလေကောင်းလုံးဖြတ်ထားရမယ်လို့တက်ချုပ်ကြီးကအခုနောက်ထပ်တစ်ခါအမိန့်ချထားရတယ်လေကွာဘာဖြစ်လို့လဲဆိုတော့ဒီ ငါတို့ဘက်ကရဲဘော်တွေတေးတာတွေဗနမျိုးတွေအသိမ်းခံရတာတွေအာငါတို့ဘာဖြစ်သွားတယ်ဘာတွေသူတို့မတိအောင်လို့အင်တာနက်လိုင်းတွေရောဘာတွေအကုန်ပြတ်ထားတာတွေကွာအရှုံးကိုလူမမြင်အောင်အဲအရှုံးကိုလူမမြင်အောင်ပေါ့အရှုံးကိုလူမြင်အောင်သူစိတ်သက်ကြအောင်ရမယ်ကွာစိတ်သက်ကြဟိုဘက်ကိုသူတို့ကနေပြီးတော့အလံမှုထောင်ပြီးတော့သူတို့ပြောင်းရမှာဆိုလို့ဘက်ပြောင်းရမှာဆိုလို့အင်းအဲ့ဒါကြောင့်ငါတို့ကတက်ထုတ်ပြန်နေအဲ့ဒါဒီအအကုန်လုံးလုံးဝမလုပ်ခိုင်းလို့လားဘက်ပြောင်းရင်တော့တစ်ချက်ကောင်းမှုပဲရှိတယ်အင်းဘက်ပြောင်းရင်တစ်ချက်ကောင်းမယ်တိတယ်ပြည်သူတွေပျော်ရတော့မှာပေါ့ဟာရောက်တော်လိုက်တော့ငေါ့တင်းမင်းပြောတင်းပြောမယ်တင်းမင်းပြောပါဗျ ကလိန်ကကြည့်ကြဖို့ဆိုမတင်မဲနဲ့အလိုလိုတက်နေတယ်အဘတို့ချင်းကြအာမီလေးပါဘို့ဘို့ဘလူးလေးအဘတို့ချင်းကြအာမီလေးကလိန်ကကြည့်တက်ကလင်ကြီးလေရမယ်ဆိုလို့ရှိရင်လေအော်လေလေလေသူဒီချင်းညာတွေတိုက်ဖို့ပဲရှိတာလေကွာတကယ်ကလင်ကြီးကခုနငါပြောတဲ့ဇင်ဇုံဖုံဖုံဇင်ဇုံဖုံကကလင်ကြီးလေကွာဇင်ဇုံဖုံကလင်ကြီးရေငါတို့ဒီငါသမဲအကြကြရေကလင်ကြီးလေကွာအခုတော့ဗါလေငါတို့ချင်းညာတွေကပါကလင်ကြီးတက်နေပြီဟုတ်တယ်ဟုတ်တယ်ပါအဲ့ရမဲသိန်းမျိုးနယ်ဂရင်ကြီးရွာ ကုံစုံဆိုင်ကိုခေါ်နော်နမေဟိုကဂရင်ကြီးရွာတယ်နော်ကြီးရမစိုးဘူးနော်ဟုတ်ကဲ့ဂရင်ကြီးရွာတယ်ဂရင်ကြီးရွာကုံစုံဆိုင်ကိုအဘတို့အကြမ်းဖက်စစ်သား၄ဦးကတနတ်ထောက်ချိန်ချောက်ပြီးတော့ငွေသိန်း80ကျော်ဓမြတိုက်သွားတယ်လေဗျဟာရရရတော်လိုက်တက်ဖွဲ့တွေလက်ချလို့အကြမ်းဖက်စစ်ကောင်စီကနေပြီးတော့တင်းအမားလေးလွှင့်ထားသေးရဲ့ဗျအဲ့ဒါဆိုရင်ဒီလိုလို့မင်းအဲ့ဒါဟိုငွေသိန်း80ကဘယ်လိုယူသွားတာလဲယူသွားတယ်ဆိုရင်သူ့ကိုအဲ2သိန်းလောက်ပဲပေးပြီးတော့ကြံတဲ့ဥစ္စာကိုဒီဘက်ကငါငါ့ဘဏ်နဲ့လွှဲလိုက်တော့ တော့ပေါ့တယ်နော်အပပနဲ့ဆက်တချို့မသိသေးနဲ့နော်ဟုတ် တော့ပေါက်တယ်နော်ဒီတင်ပြန်သွားပြီပြန်သွားပြီအော်ပြန်သွားလေရောင်းသွားလေကွာငါစီလိုက်အော်အော်ဘာလေကျွန်တော်တို့ဘာလုပ်လို့တင်ညာလို့ငါဒီဘက်ကနေပြီးခေါင်းစဉ်နဲ့အမျိုးမျိုးတက်လို့ရတယ်ကွာအဲ့ဒါပြောတာပေါ့အဘတို့ဂျမ်းမက်စစ်တက်ကလုံရက်ကိုအခုတော်လိုင်းရေးတက်တည်းကလောက်တာပါဆိုတင်မလွှင့်ခိုင်းနေတယ်နော်ဗျအော်ငါတို့ကလေကွာမေဒီမဟုတ်မှန်းလုံးဆက်တီငါတို့ကခင်းရတော့တာပေါ့ဒါပေမဲ့ဘာလိန်လို့မရဘူးပြည်သူတွေကတည်တယ်ခွေးယုံနဲ့လူယုံကအတိတ ాయి ခွဲကြတက်တယ်ဗျာအဲ့ဒါခွေးယုံကသူကနှုတ်သီးရှိတယ်လူယုံကတော့ဒီကနှုတ်သီးကတူတာပေါ့ကွာပြတ်မလားဒီတွားလေးပဲသူကခေါ်ဟာအခုစားစား ti đại จองจองจ้าจ้าเลยเยอะๆตอไล่တော့ตอไล่တော့ตอไล่တော့ဟိုကจองจองจ้าจ้าငါတို့ကဒီဟိုနိုင်ငံတကာကဒီပျောက်ကြားဥစ္စာတွေကဒီစိတ်နှိမ့်နဲ့နက်နက်လေးတွေပဲပါတယ်ငေါတွေရောင်လုံကြီးပြည့်နေတော့ငါတို့တောက်တက်ဖြစ်နေတယ်တောက်တက်ပျောက်ကြားဖြစ်နေတယ်တော်ရီရတယ်တော့ဟောအေးတော်ရီရတယ်တော်ရီရတယ်တော့တချို့ဒီကလည်းဘာစိတ်ကူးနဲ့ဘာတွေအဲ့လိုလုတ်ပေးလဲမသိပါဘူးကွာနောက်ပြီးတော့ရှိသေးတယ်အဲ့ရမဲတင်းမြို့နယ်အတွင်းမှာလည်းကျမ်းပါစစ်တပ်ကနေပြီးတော့အဲ့ PDF တွေစန့်ကျင်တဲ့ဝါရစာတွေလိုက်ဖြန့်နေတယ်ဗျာအဲ့ဒါလေဗီဒီယိုတွေဖြန့်ဝင်နေတယ်လို့လေအဲ့ဗာလိန်လေဝါရပြနေတယ်။ဟုတ်ဒါအစိုးရကြီးလောက်ခိုင်းတာဒါအစိုးရကြီးလောက်ခိုင်းတာအင်း။အဲ့အဘ ဟိုတခြင်းလေးလို့ဖြစ်နေပြီကြာဘယ်တခြင်းတခြင်းဆိုခြင်းသေးလို့လားလု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 စမ်းမအောင်လို့တောက်ကြည့်တဲ့နေရာအိုနှစ်ယောက်မရှိမရောက်မရှိရှုံလိုက်တဲ့နေရာအိုနှစ်ယောက်မရှိမရောက်မရှိအဲ့ဒါဘာလို့စစ်တက်ပဲလေပါငါတို့စစ်တက်ပဲတချုပ်ကြီးကစားလိုက်တာဟာဟာတခြင်းကောင်းဆိုတော့အောင်လို့ငါဟာမိုနီတော့ငါတော့လိုက်ပေးနေတာကွာဟာမင်းမဟုတ်တော့ဘူးလေကွာဘာလိုက်တာလေကဘုကောင်းပါအေးလိုက်တာမစိုးတော့အသက်ကောင်းတယ်မလားရောက်ကြည့်တဲ့တော်လိုက်တော့တော်လိုက်တော့တော်လည်းကောင်းတဲ့တင်းမပြောတော့ သတင်းဆက်ပြောမှာပါအဲ့ဒီမှာ6လုံးတန်းကတော့ပျောက်နောက်ပျောက်ဆုံးကန်းဖြစ်နေပါခဘလိုဘလိုလို6လုံးနဲ့ပျောက်ဆုံးကန်းဖြစ်တော့မှာလေဟဲ့ရော6လုံးကပျောက်ဆုံးနဲ့ဖြစ်လို့မရအောင်တော့တက်ချုပ်ကြီးကသူကနေတော့ဒီဟိုသူ့ရဲ့အိမ်ကိုအိမ်လို့သူကသဘောထားတာမဟုတ်သူကနေတကယ်ဟိုတယ်ကြီးလို့အဖက်ပြစခန်းကြီးလို့သူကသဘောထားတာဒီမျော်စင်ကြီးတွေသူတိဆောက်ထားရတယ်ကွာပြီးတော့ရေကူးကန်တွေရှိရယ်ကွာအတန်းနဲ့ကွင်းတွေရှိတယ်ကွာပြီးတော့သူ့အိမ်ထဲမှာလည်းကာရာအိုကေကန်တွေပါလိမ့်ရှိတော့အပီကိုသူကလှုပ်ထားတာနော်ရောကန်ကြီးတို့သူကသွားလဲရင်ဒီမြောက် နေပြီးတော့သူဟိုဘက်ကတရုတ်ဘက်ဒီရောက်အောင်သွားနေပြီးဥမင်လန်ကောင်တွေသူတူးလာတာကွာအဲ့ဒီမှာကျဒီငါတို့ရဲ့သူ့ရဲ့ chance ကိုအပြင်ပတ်ပတ်လဲမှာလဲသူခွေးတွေခြားတာတဲ့ခွေးတွေခြားတာအဲ့ခွေးတွေရဲ့ပြီးတော့မှသူကနေပြီးရဲဘော်တွေရဲဘော်တွေပြီးတော့မှနောက်ထပ်ရဲဘော်တစ်စင်ပြီးရင်နောက်ထပ်သူကရဲတွေတစ်စင်အားအဲ့လိုသူအထက်ထက်ခြားတာလားအဲ့ဒါဆိုအထက်ထက်တည်မှာပေါ့အထက်ထက်တည်မှာသူက ဒီထက်သိပြီးတော့နောက်ထပ်သိဟောဟောဘာလေဘာလိုင်းဘာလိုင်းဟာမင်းကွာဟုတ်တယ်လေတော်လိုင်းတက်ဖွဲ့တွေကဟိုတစ်ခါဘာလို့ကျွန်တော်ပြောဘူးတယ်လေလမ်းများအားလုံးနေပြီးတော့စီတို့ဆိုတာအခုလာနေပြီလမ်းတစ်ဘက်ရောက်နေပြီအခုလမ်းများအားလုံးနေပြီးတော့စီမဟုတ်ဘူးလမ်းများအားလုံးနေပြီးတော့သူလမ်းများအားလုံးရန်ကုန်တို့နမ်းများအားလုံးမန္တလေးတို့မဟုတ်တော့ဘူးလမ်းများအားလုံးမြမပြည်မြို့များအသီးသီးတို့အဲ့လိုဖြစ်နေပြီဟုတ်တယ်ဟုတ်တယ်ပါ ်အခုလည်းအဲ့နေပြီးတော့နားနဲ့ကတ်နေတဲ့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ပေါ့ဗျာရှမ်းပြည်ကိုတောင်ပိုင်းကိုမြောက်ပိုင်းကိုကွယ်နှက်နေတယ်ဟဲ့အဲ့လိုမျိုးပဲအဲ့လိုမျိုးပဲဟုတ်ပြီဟုတ်ပြီတော်လိုက်တဲ့ဖွဲ့ရအဲ့လိုမျိုးရှမ်းပြည်ကိုတောင်ပိုင်းရောမြောင်ပိုင်းရောကွယ်တိုက်ကြတယ်ခြားကြတယ်ပြေကြမယ်ဟာအတုံးလုံးပဲဟောအဲ့ဒီမှာပါရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ် စောင်းမြောင်းကြီးရွာအနီးမှာပေါ့တိုက်ပွဲကြီးစက်မပြတ်ခုနကဂရင်ကြီးရွာတယ်အခုစောင်းမြောင်းကြီးရွာတယ်ငါတို့နဲ့သွားကြိုက်တယ်သိလားငါတို့ကဟိုဘက်ကအမှန်ပြောရင်ဒီဘက်ကနေပြောမဟုတ်ဘူးဆိုတဲ့ဥစ္စာစောင်းမြောင်းကြီးအတင်းပြောအတင်းပြောတာအခုစောင်းမြောင်းကြီးရွာနေမှာတိုက်ပွဲကြီးစက်တိုက်ဖြစ်ပွားနေတယ်ဗျ အပြည်သူတွေလည်းထောင်ချီပြီးထွက်ပြေးနေရတယ်ဗျ။အော်ပြည်သူတွေထောင်ချီပြီးထွက်ပြေးနေရတယ်။အေးရရရတယ်သူတို့သူတို့ထွက်ပြေးတာကိစ္စမရှိဘူးကြောင့်ရတယ်။အဲသူတို့ထွက်ပြေးသွားရင်သူတို့အိမ်မှာကြံခဲ့တဲ့ပစ္စည်းပစ္စည်းအရတွေကိုငါရဲဘော်တို့ယူပိုင်နိုင်မယ်။ဟုတ်နော်အဖအားတို့ကျွန်တော်တို့လည်းဒီလူပြည်မှာမြန်မာပြည်မှာလူလာဖြစ်ရတာတော်တော်လေးဒုက္ခပဲနော်ဗျ။ဒုက္ခပဲဒုက္ခဒုက္ခအိုဒုက္ခကုတ်ရဖဲရခက်တပြအော်မင်းငါတခြေနေတော့ဖြစ်ကုန်ပြီမြန်မာပြည်မှာလူဖြစ်ရတာဒုက္ခများတယ်ဒုက္ခများတယ်အော်ဒါပေမဲ့ပြည်သူတွေပဲဒုက္ခများတာလေငါတို့ကအေးဆေးပဲ ဘသူတေးတေးမတီမိုင်ပြီးရောအဲအဲ့မဲ့လေအိတ်ကောင်းမြင်မအဲ့ရပါဘူးစားကောင်းမြင်မအိုးဒါကတော့ဒီတော့တော့ရှိမှာပေါ့ခွားကူတက်ချုပ်ကြီးပဲကြီးလေစေးပုံမှန်တောက်နေရတယ်သူ့မှာအိတ်ကောင်းမြင်မအဲ့ရစားကောင်းမြင်မအဲ့ရဒီကြားထဲမှာရှိတယ်တက်ချုပ်ကြီးကြကြအနေနဲ့ဘယ်လိုပြောလဲဒီလိုကြီးပြောသွားလိမ့်မယ်လမ်းတော့ဒီလိုကြီးပြောသွားလိမ့်မယ် ်ဟုတ်ကြည်ခိုင်ကြီးသူကသူ့မှာပွက်ထားရတာလေဒူမီဖြစ်သွားလေကြောက်တတ်တာကြောက်တတ်တာဩကြောက်ကြောက်မကြောက်ကြောက်လေကွာအဓိကသူမသိဘူးပဲနော်ကြောက်တတ်လိုက်တာလုံပါရောနေရောမရှိမဟုတ်လို့လားဩဘာဒီလေဟုတ်တယ်လေကွာဘာလို့ဒုစမအောင်အဲအဲ့လိုမျိုးပဲပဲလေတချုပ်ကြီးတို့တချုပ်ကြီးတို့နဲ့ဘာလို့ကြမ်းမစစ်တာကြောက်တတ်လိုက်တာလုံပါရောရှင်ယောက်ျားမဟုတ်လို့လားဩလူပုံစံကိုကြည့်ရင်သိပါတယ်အဲ့လိုဖြစ်ဖြစ်နိုင်တယ်နော်ဒီတချုပ်ကြီးကယောက်ျားဟုတ်လားမဟုတ်လားတော့မသိဘူး ဒီမာကြီးကိုရပထမယောက်ျားနဲ့ဒီကလေးနှစ်ယောက်ကယာတာသူယောက်ျားဟုတ်ချင်မှဟုတ်ပါလေဟုတ်ဟုတ်တယ်အဲ့မန္တလေးတိုင်းတောင်တာမြို့နဲ့ထဏောင်းကုန်းကြီးရမှာရှိတဲ့အကြံဘက်စစ်တပ်စီကတော်လိုင်းတက်ခွဲရဝင်ရောက်တိုက်ခိုက်တိမ့်ပိုက်တာပါအဲ့လိုတိမ့်ပိုက်စင်မဲ့ကျွန်တော်တို့အကြံဘက်စစ်တပ်ကမြေပြင်နဲ့ဝင်ရန်နေပြစ်ကူတွေပေးတယ်ပါဝင်ရင်မလေးစီရီလေးလေးအဲအဲ့ဒီလိုအဲ့ဒီလိုနော်အဲ့လိုမျိုးလေအဲအဲ့လိုပြစ်ကူတွေပေးပြီးတော့ပိတ်မိနေတဲ့စစ်သားတွေကိုလည်းစစ်သားတွေနဲ့ပြူစောတီးကိုလည်းခေါ်ထုတ်သွားတယ်လို့သိရတယ် ပြူစောဒီနဲ့စစ်တော့ခုလို့တော်သေးတာပေါ့နော်။ဒါပြူစောဒီတွေကပ်ပါသွားလို့အေးအေးအေးဟုတ်ပြီဟုတ်ပြီ။ကြောက်တတ်တာကြောက်တတ်တာ။အေးအေးအေးဟုတ်ပြီဟုတ်ပြီ။အဲဒါကတော့မိုက်ဝါကြီးပါကြီးမိုက်ဝါကြီး။အေးမိုက်ဝါတဲ့တရင်လေးဘက်ကကြားနေတယ်။ဒီကချင်ပြည်နယ်ဘာညာပေါ့နော်။ကချင်ပြည်နယ်မှာတို့ဘာတွေရှိလဲ။ ငါတို့တက်စကိုင်းနေဘယ်နှခုကြသွားပြီလဲငါတို့ဘယ်ဘလို့ငါတို့ကစုပ်ပြေးခဲ့အဲ့ဒါလေးငါကချင်းပြီနေရလဲပြောတယ်လေပါပါပြောရတယ်ကချင်းပြီဟိုလာတော့တကယ်စော်တယ်နော်အေးဟုတ်ပြီဟုတ်ပြီဟုတ်ပြီဟိုလာတော့တကယ်စော်တယ်နော်ဆွန်ဘရာဘူးချင်းရတို့တရားမြေဒါလေအလောင်းနေကိုမြုပ်ထားပါလေဟာလုံလာပြီကွာဘာတွေမဟုတ်ဘူးဒီအဲ့ချင်းပြီနေဗမော်မြို့အပိဓာတ်တက်ခိုက်တိမ့်ပိုက်ရေးအတွက်ကချင်းလွတ်မြောက်ရေးတက်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတက်တယ်ရအဲ့ယနေ့ မေလ28ရက်နေ့မှာထိုးစစ်အစိမ့်မြင့်တင်လိုက်ပြီတဲ့ဟာအစိမ့်မြင့်တင်လိုက်ပြီတိုက်ခိုက်နေတယ်သိရတယ်ကကြင်ဘက်က AI ရဲ့မြင့်တင်လိုက်ပြီဟုတ်တယ်ဟာမြင့်တင်ပြီဆိုပြီးပြီပေါ့ငါတို့ဘက်ကတိတ်ဖို့ပဲရှိတော့ဗျတိတ်ဖို့သာပြင်းပြီဟောအဲ့လိုဖြစ်ကုန်ပြီဟုတ်တယ်ပြင်းလားပြင်းလားဘယ်လောက်ပြင်းရမလဲဆိုတော့အေးကချင်ပြည်နယ်ဘုံဘုံမြို့တင်တိုက်ပွဲမှာရင်းနှီးမှာပြန်လဲထိုးစစ်စီနေပြီးတော့စစ်တပ်ကနောက်ဆုံးလက်ကျန်ဖြစ်တဲ့အဘတို့စစ်ဌာနချုပ်စခန်းပေါ့နော်စခန်းဖြစ်တဲ့အဲ့စကခ21ကိုအဲ့21ကို21နဲ့နောက်ပြီးတော့ဝင်းလိုက်ဟိုတယ် အဲ့ဝင်လိုက်ဟောတယ်အပါကင်ကာကင်းနေအားလုံးကြိုင်ပူပေါင်းတက်တယ်တိမ့်လိုက်ပြီဟာတော်ပြီတော်ပြီတော်ပြီအဲ့ဝင်လိုက်ဟောတယ်မှာငါရင်တော့တော်တော်ပြီးတော့ဥစ္စာလုံးနေကြကချင်းဥစ္စာမြကြီးနာပါညာကချင်းပြီးနေတော့ငါအဲ့မှာပဲငါတဲခုန်နေကြလေအခုတိမ့်လိုက်ပြီလေဟာတော်ပြီတော်ပြီတိမ့်လိုက်ပြီတော်ပြီတော်ပြီကာကင်းနေလည်းတိမ့်လိုက်ပြီပါအာကာကင်းကဒီကောင်နေအตาပြင်းသွားတာပေါ့တော်ပြီပါဟာအဲ့မှာသူတော်ပြီမตาရင်မင်းနေဖြစ်ကုန်ပြီဒီလိုတာပြင်းပြီတော့အဲ့လို မင်းကောင်နောက်တာမနောက်ကြမင်းကောင်နောက်တာငါပြောတဲ့လိုက်ပြောပြအေးတော်လိုက်တော့တော်လိုက်တော့ဟုတ်ဟုတ်အဒီမှာအဘတို့ရဲ့ဒီကတေဖို့သာပြေမေတော့တည်င်းနေထက်လာပြီကအင်းဟုတ်မဟုတ်ဘူးလေကွာဟောနောက်တဲ့တည်င်းနေထက်လာမယ်ကျွန်တော်တို့ဘက်ကတေဝါတဲ့တည်င်းနေကျွန်တော်တင်ပြမယ်ဟုတ်တယ်တေဝါတဲ့တည်င်းနေတင်ပြမယ်ဗျမန်မန္တလေးတိုင်းတောင်သာမြို့နယ်မှာ၄ရောက်တည်တယ်ဗျ၁၁ရောက်အရှင်ဖန်းခန့်လိုက်ရတယ်ပြေးကောက်ဆရာတော့မရှိတော့ဘူးဗျပြေးကောက်ဆရာမရှိတော့ဘူးဗျ၁၁ရောက်ကအရှင်ဖန်းခန့်လိုက်ရတယ်အားလုံးပေါင်း၁၅ရောက်ဗျမန္တလေးတိုင်းမန္တလေးမြို့မှာ၁ရောက်တည်တယ်ဗျ ဟာမန္တလေးတိုင်းညဉ့်ညံ့မျိုးတွေမှာတယောက်သေးတယ်ဗျဟာမန္တလေးတော်တော်လှုပ်တယ်နော်အဲမန္တလေးသားတွေမန္တလေးသားတွေတကယ်လှုပ်တယ်နော်ဇောင်းထနေတယ်အဲ့ဒီစကိုင်းတိုင်းရွှေဘုံမျိုးတွေမှာလည်းတယောက်သေးတယ်ဗျဟာဟုတ်ကဲ့ဗျဒီနေ့စုစုပေါင်းတရင်ကျုပ်ကတော့အဲ့စိရင်ကျုပ်ပေါ့နော်အဲ့ဒါအရှင်မိတာ၁၁ယောက်သေဆုံးတာ9ယောက်18ယောက်အင်အားယောက်18ကိုဝင်းကြီးယောက်ပြီးပေါ့တာထိုးလေးတော်နော်ယောက်အဲ့ဒါအဲ့ကနန်းလေးလာတယ်18ကိုဟာကောင်းလိုက်တာကွာ18ကိုအဲတက်ချုပ်ကြီး တိရှိကိုတက်ချုပ်ကြီးအာတိတိရတယ်โอเคတိရှိကိုအဲ့ဒါဝယ်ပတ်လက်ထိုးလိုက်အဲပတ်ပတ်လက်ပတ်လက်အဲနှလုံးသွင်းတိရှိထိုးလိုက်အဲတိရှိထိုးဟုတ်ပြီ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 နောက်ပြီးတော့ပြောပြမှာအဘတို့အချမ်းဘက်စစ်ကောင်းဆောင်တက်ချုပ်ကြီးကရရရ standard စစ်ကောင်းဆောင်တက်ချုပ် standard standard ပြောပြော standard standard စစ်ကောင်းဆောင်စစ်ကောင်းဆောင်တက်ချုပ်တက်ချုပ်တက်ချုပ်ဘေးဘာဘိုင်းတက်ချုပ်တယ်ဟုတ်ပါ အသက်ကြီးမှတော့ तू မယူစားသေးပေါ့မလားကွာမင်းရတယ်ငငယ်ရွယ်ရဆိုတော်သေးတယ် तू ကဒီဒီဘိုလောင်းလေးတွေကို तू ကခေါက်ခေါက်စားရင်တော်သေးတယ်စင်လေးဟာဘာဒီဖြစ်နေတာလဲမင်းရတက်ချောက်ကြီးလို့တက်ချုံအတက်ချုံအတက်ချုံကြီးက license မဲ့ကားနဲ့စိုက်ရဲများကိုဖမ်းဆီးဖို့ဆိုညွန်ကြားထားတယ်ဗျအဲ့လိုညွန်ကြားထားတော့လေအဘတော့စစ်တပ်နဲ့ရဲဌာနဆိုင်ရာတွေကနေပြီးတော့အဲ့ license မဲ့တဲ့ကားတွေစိုက်ရဲတွေအဲ့ဒါတွေဆက်လက်အသုံးပြုနေတယ်ဗျအော် ပြည်သူတွေကနေပြီးတော့မစည်းရင်ပြီးရောလေကွာလိုင်စင်မဲ့တွေကားတွေနော်စိုင်ကယ်တွေနော်ပြည်သူတွေကမစည်းရဘူးလေကွာငါတို့ဒီဘက်ကဝန်ထမ်းအနေနဲ့ငါတို့ဒီဘက်စစ်ပက်ဆိုင်ရာတုံးမှာပေါ့ဟုတ်တယ်လေအဘတို့ကကြာတော့စီးပြီးတော့ပြည်သူတွေရဲ့ကားတွေစိုင်ကယ်တွေကြောင့်အဓိကထားပြီးဖမ်းဆီးနေတယ်ကွာအဲ့ဒါတရားလားလို့အော်တရားတယ်တရားတယ်တရားလေဘသူသေးသေးငတိမာရင် ပြီးတော့ဒါပဲလေကွာငါပြောရရှင်းရှင်းလေးဩဒီကလည်းအဲ့လိုမျိုးရှိသေးတယ်ဗျရှိသေးတယ်ဒီမှာရှိသေးတယ်ရှိသေးတယ်ရှိသေးတယ်ဗျဒီမှာအဘတို့ဖမ်းဆီးရမိတာတရားမဝင်ပစ္စည်းများကိုတဲ့ ပြအမြန်ဆုံးသူ့ခွဲရောင်းချဖို့ဆိုသူစိတ်ကောင်းဆောင်နေညွှန်ကြားလိုက်တယ်ပါအညွှန်ညွှန်ကြားမှာညွှန်ကြားဘာလို့လဲဆိုတော့ဒီငါတို့ဒီဥစ္စာပေါ့နော်ငါတို့ရှိမှရှိထားတဲ့ပစ္စည်းတွေအကုန်လုံးကိုငါတို့ဒီအချိန်မှာသူ့ခွဲရောင်းပြီးတော့နိုင်ငံဘဏ်တွေငါတို့ထည့်ထားမှာအဲ့ဒါမှငါတို့ပြေးရင်ငါတို့ကိုလွတ်လပ်လို့ငါတို့ပြေးလို့ရအောင်တပြည့်ဆိုရင်ပတ်စံတွေကိုငါတို့ထမ်းဝါမှာတို့ဘာလို့အများကြီးပဲကွာရှိတယ်ကွာတရားမြန်မာပြည်မှာလည်းဗန်ထဲမှာလည်းထားလို့မရအောင်ငါတို့ထွက်ပြေးပြီဆိုတော့လည်းမြန်မာပြည်ကနေပြီးတော့ဒီဥစ္စာတွေကဒါပြည်သူဗန်နာစုတို့တွေပေရောငါတို့ရမှာမဟုတ်တော့ဘူး တော့မလားအခုလေးကနေပြီးတော့အဲပွန်းမွင်ကြီးအပြင်ကကျင်းပါဆိုတဲ့အမှုပညာသမားတွေပြောသလိုမျိုးပဲအခုတည်းကတော့ထုခွဲရောက်ကြပြီးတော့နိုင်ငံသားပန်နေတယ်ကတော့ထဲထားလေပြီးပြီရသလောက်ခိုးတာဒါပဲဒါပဲရသလောက်ခိုးတယ်ရသလောက်ကတော့ထုခွဲဟာမဟုတ်ဘူးလေကွာရသလောက်ပန်နေထဲထားမယ်ဟုတ်တယ်လေအဖဒူးချုပ်ကသူများခိုးတာကြတော့မကြိုက်သူကိုယ်တိုင်လည်းခိုးမယ်ဆိုတဲ့ဒါပဲဒါပဲဒါပဲဟာမင်းငါလို့သူတို့မလုံးနဲ့ဟုတ်တယ်ငါပြောသူတို့မပြောနဲ့ ဟုတ်ဒါပဲအဲ့လိုမျိုးလားအဲ့ရှိသေးတယ်ဗျတရားမဝင်ကုံတယ်မှုတိုက်ဖြက်ရေးကဖန်ဆီးရမိရတဲ့ပစ္စည်းတွေကိုအ мян ဆုံးထုတ်ခွဲရောင်းချပြီးတော့နိုင်ငံတော်ဘန်နာအဖြစ်တင်စည်းနိုင်ရေးအတွက်တဲ့ဥပဒေပိုင်းကမြန်မြန်ဆန်ဆန်စစ်ဆေးဖို့လိုအပ်ကြောင်းဒုစစ်ကောင်းဆောင်ပြောလိုက်တယ်ဗျဒါပဲလေကွာတိတိကျကျမမှန်ကန်ကန်မြန်မြန်ဆန်ဆန်လို့ဟုတ် ကြိုးစားမှဒုတိုင်းပြီးစီးပွားတိုးကုန်ထုတ်အဲ့လိုစီးပွားတိုးကုန်တွေထွက်လဲထွက်လာနိုင်ငံသားဝင်ငွေတွေရမယ်ငါတို့ကကောင်းကောင်းငါတို့ကယူလို့ရမယ်ဒါပဲလေပြည်သူဘာနာခိုးဖို့ကြတော့တိတိကျကျမြန်မြန်ဆန်ဆန်မှန်မှန်ကန်ကန်လောက်ခိုင်းဩဘာဖြစ်လဲဟာ အဘတို့ခိုးနေတာတော်တော်များနေပြီနော်ဗျာမရိုင်းနေအဘတို့ယူနေတာပြောယူနေတာပြောခိုးတာမဟုတ်ဘူးအခုအဘတို့ဒီဒူးချုပ်ရဲ့လောက်ရက်ကိုပြည်သူတွေကပြောနေကြပြီဗျာအပြည်သူတွေကဘာပြောလို့လဲတခေါဒူးချုပ်အမျိုးရုပ်တဲ့ဒူးချုပ်နာမည်ရလာတယ်နော်ဘာရအောင်